NLA FA မှာ ACCA UK ပတ်ဝန်းဘာသာရပ်တွေကိုတက်ရောက်သင်ကြားနေကြတဲ့ကျောင်းသားကျောင်းသူတွေကို stock share ဈေးကွက်နဲ့ပတ်သက်တဲ့ဘ ഹു တုတ္တရတွေရရှိဖို့အတွက်နိုဝင်ဘာလ12ရက်နေ့ကရန်ကုန် stock exchange ကိုတွားရောက်လည်လာခဲ့ပါတယ်။ အခုဆိုရင် stock exchange ကတာဝန်ရှိသူတွေက NLAFA ရဲ့ပတ်ဝန်းကျောင်းသားတွေကို stock share ဈေးကွက်နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုရှင်းလင်းပြောကြားနေရဖြစ်ပါတယ်။နယ်လီ FAA ကစီစဉ်ပေးတဲ့ဒီခီးစဉ်မှာတော့လိုက်ပါခဲ့ကြတဲ့ ACCA ပတ်ဝန်းကျောင်းသူကျောင်းသားတွေက Stock Share နဲ့ပတ်သက်ပြီးတိလို့ဒီများကိုလည်းမေးမြန်းခဲ့ကြပါရဲ့ရှင်။ မျိုးရင်းစင်နဲ့ဝယ်ရတယ်ပုံမှန်မှန်ဆိုတော့ဒီအဲ့ဒါလေးချင်းပါတော့ဒီလိုပဲဒီ training ရပတ်တဲ့ပုံမှန်ဆက်လက်ပြောချင်တယ်ဒါလေးတော့ဖြေဆောင်ပေးပါ ်ညာတို့ကရောက်လို့ဖြစ်ရတယ်ဆိုပြီးတော့ကြည့်ကြရတော့အများကြီးရတယ်ပေါ့နော်။အာဆရာပြောပြရဆရာလည်းအများကြီးကောင်းပါတယ်။ဘုသူတာတွေလည်းအများကြီးရတယ်ပေါ့နော်။ရှယ်ယာတွေဘလိုဝယ်ရတယ်ဘလိုရောင်းရတယ်အလိုမျိုးကြီးအများကြီးရပါတယ်။ဟုတ်။အာဦးမြင့်လျောင်းတနေကြလည်းလိုက်ပို့ပြတဲ့ကြီးစတင်ပါတယ်။ ဒီစုအများကြီးတင်ပါတယ်အဲ့လိုမျိုးဟိုစီစဉ်ပေးတဲ့ဘက်အတွက်เนาะဟိုဒီ store agent ကိုအဲ့လိုမျိုးလာပြီးလေးလာအရင်တော့လာလေးကလာခဲ့ချင်တာပေါ့เนาะအခုတကယ်လေးလာခဲ့ဖြစ်တဲ့ဟိုကျေးဇူးအများကြီးတင်ပါတယ်လို့အာရှင်တော့တိုင်းပေါ့နော် store share အကြောင်းတွေကိုသိချင်တယ်ဒါပေမဲ့ဘာမှသိဖို့မရခဲ့ဘူးပေါ့နော်ကိုအန်အန်လေးကနေစီစဉ်ပြီးရလိုက်ပို့ရတော့အာ store share ရဲ့အကြောင်းသိခွင့်ရခဲ့ပေါ့နော်အဲ့ဒီအကြောင်းကိုကျေးဇူးတင်ပါတယ်အမေမိုးတွေဒီရှိရာ